ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့မှန်နေမှားတယ်လို့ပဲပြောရမလို့ဖြစ်နေပြီနော်မှန်နေမှားတယ်ဆိုတာကတော့တပြည့်မဟုတ်ဘောနော်မှန်တာကတော့ကျွန်တော်ကီးကီးမှာမနက်က၄ခွန်အခွန်၄ဆိုပြီးထွက်တယ်ခွန်ခွန်ရော၄ရောအခွေအနေနဲ့တောင်ထွက်သွားခဲ့တယ်နော်ဒီမှာခွန်ရ၄ရေဟုတ်လားမှန်သွားတယ်အဲ့မှာပရိတ်ကလည်းခွန်၄ဆိုပြီးတိပရိတ်မှန်သွားတယ်တော့ပြီးဖုံးမဝင်လား အဲအဲဖုံဝင်ဝင်လာရင်ကျွန်တော်လည်းအရှင်အပြစ်ပြသွားတယ်အဲ့တော့ကျွန်တော်တို့ကီးရတော့ကီးနဲ့ပရိနဲ့တွဲသွားခဲ့တယ်နောက်ကကျွန်တော်တို့ကကီးနဲ့ထိတ်နဲ့ဟိုကြတော့တခါကီးနဲ့ထိတ်နဲ့တခါထပ်တွဲဟိုကီးထိတ်နဲ့ကျွန်တော်ပရိနဲ့ကတခါညနေပိုင်းကျထပ်တွဲပြန်အောင်နော်ကီးထိတ်ကတော့ဒီတစ်ဘက်ကထိတ်ဒီကနေ့ကထိတ်အနေနဲ့မဆွဲဘဲနဲ့ကီးအနေနဲ့ဆွဲပြီးတော့ငါး ထိပြီးတော့ကျွန်တော်တို့ငါဘရိတ်နဲ့နော်ဘရိတ်ကမနကောညာအောင်မှန်သွားခဲ့တယ်။ဟိုကီးရလည်းသူ့တောင်းသူအကုန်လုံးကတောင်းကြည့်တယ်။ဒါပေမဲ့ကျွန်တော်တို့တွဲပုံဆက်ပုံမှာမှားခဲ့တဲ့အတွက်ကျွန်တော်တို့မအောင်ဘူး။ကျွန်တော်တို့ဒီလိုအပေါ်အောက်တွဲလိုက်တယ်။နော်ဒီခါတိုင်းဒီလိုတွဲလာမျိုးမတွဲလိုက်တဲ့အတွက်ကျွန်တော်တို့ထုတ်ကနဲ့မှာမအောင်ခဲ့ပါဘူးဗျ။နော်။ကဲအဲ့တော့ကျွန်တော်တို့ဒီလိုပဲဗျာနော်တခါကြီးကြလဲကျွန်တော်တို့ကဟိုကီးနဲ့အထိတ် ထိန်တဲ့ပရိန်းနဲ့တွဲရင်ထိန်တဲ့ပရိန်းနဲ့လာကြမှလာတယ်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့သူ့20တွေကတော့သူမှန်ကန်တာတော့တွေ့ရတယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့20လေးတွေစမယ်ဗျနော်20လေးတွေစမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဘယ်ကစမလဲဆိုတော့3953ကစမယ်ဗျ3953ပေါ့နော်3953ရှေ့ရှေ့93အဲရှေ့ရှေ့93ရှေ့ရှေ့93 996 ဟုတ်ချောက်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါဗျ။အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒါကတမယောကြ20လေးတွေပါပဲ။နော်တွက်မယ်ဆိုရင်ရှင်းနေရှင်းနေပေါင်း6ပါတဲ့။6နဲ့ဒီ6နဲ့ထပ်ပေါင်းတော့2ပါတဲ့။နော်2 2ရဲ့နှက်ခတ်က4 2ရဲ့ပါဝါခွန်း2 4ခွန်းဆိုတော့ကီးသုံးလုံးဒီဘေးမှာထွက်ရမယ်တဲ့။အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့9 9တဲ့မအောင်ပါဘူး။ ခွန်ကိုတဲ့ခွန်ကိုမှာတော့ကျွန်တော်တို့ခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့ခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်နောက်တစ်ပြန်တွက်ပါမယ်5 3 1 3 5 3 1 3ဒီလိုဖြစ်လား5 3 1 3ပြီးသွားတော့5 9 3 6 5 9 3 6 6 6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်ထွက်ထားတဲ့အခါမှာဒါအုပ်တက်မယ်ဆိုရင်9ရက်9ရက်ပေါင်းတော့4ပါတဲ့4နဲ့6နဲ့ပေါင်းတော့3ညတဲ့3ညရဲ့နှစ်ခတ်ကခွန်3ညပါဝါ9 3ညခွန်9ဆိုရင်ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတယ်ဆိုတဲ့အခါကျတော့9 6တဲ့9 6မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ်ရှစ်ရှစ်တဲ့ရှစ်ရှစ်မှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျနော် အဲနောက်နောက်တစ်ပြင်ကိုတွက်ပါမယ်တေခွန်ခွန်တေလေခွန်ခွန်နေရှိတေချခွန်တေတေချခွန်တေတေချဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါတယ်အဲ့မှာကျွန်တော်တို့တွက်မယ်ဆိုရင်ဒီနှစ်ခဲရှစ်ခဲပေါင်းတော့၃ည၃ည6ည6ပေါင်းတော့ 6ဟုတ်တယ်နော်6 6ရဲ့နှစ်ခတ်က9 6ရဲ့ပါဝါ1 6 9 1ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုရခါကျတော့9 9တဲ့9 9မှာကျွန်တော်တို့9တလုံးထိပြီးအောင်ခဲ့ပါတယ်56 56ဟုတ်တယ်56မှာလည်းကျွန်တော်တို့6တလုံးထိပြီးတော့ဒီကနေ့မှာတော့ညာအောင်မနဲ့ကောကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျကဲနောက်တစ်ပြောင်းတွက်ပါမယ်ရှေရှေကိုကိုရှေရှေ ကိုကို6248 6248ခွန်ရှိ3ခွန်ရှိ3ငါ3ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်6ရက်နှစ်ကပေါင်းတော့8ပါတဲ့8နဲ့9နဲ့ပေါင်းတော့3ပါတဲ့3ရဲ့နှစ်ခက်က9 3ရဲ့ပါဝါ8 3 9 8ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့6 9တဲ့6 9မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ် နှစ်6တဲ့နှစ်6မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျကဲနောက်ဒီပြန်တော့တွက်ပါမယ်33111 33111တဲ့1846 1846 3966တဲ့3966ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်1နဲ့8နဲ့ပေါင်းတော့9ပါတဲ့9နဲ့6နဲ့ပေါင်းတော့ 5ပါတဲ့5ရဲ့နှစ်ခက်က3 5ရဲ့ပါဝါ3ည5 3 3ညဆိုပြီးတော့အဲ့ဒီမျိုးကီ3လုံးရပါတယ်တဲ့အဲ့ဒီကီ3လုံးကဘာတွေထွက်သွားတဲ့လဲဆိုတဲ့အခါကျတော့3ည2တဲ့3ည2မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်5 9 5 9မှာလည်းကျွန်တော်တို့5 3လုံးထိပြီးတော့ညာမနဲ့ကောထပ်အောင်မြန်ပါတယ်ဗျကဲနောက်ဒီမျိုးတွေ့ပါမယ်2 6 3 5 2 6 သုံးငါခွန်ခွန်လေးခွန်ခွန်ခွန်လေးခွန်9 5 3နှစ်9 5 3နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ခွန်နဲ့ခွန်နဲ့ပေါင်းတော့4ပါတဲ့4နဲ့2နဲ့ပေါင်းတော့6ပါတဲ့เนาะ6ရဲ့နှစ်ခက်က9 6ရဲ့ပါပါတိ6 9တိဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့3ည3တဲ့မအောင်ပါဘူး ော6တက်တဲ့6တက်မှာတော့6ကောတက်ကောထိပြီးတော့အခွေအနေနဲ့အောင်ခဲ့ပါတယ်ဗျ။အဲနောက်ဒီဘက်ကိုတွက်ပါမယ်ခွန်8ခွန်8လေးတလေးတနှစ်68လေးနှစ်68နှစ်6 34နှစ်6 34လေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့မှာကျွန်တော်တို့တွက်မယ်ဆိုရင်နှစ်ကလေးရဲ့ပေါင်းတော့6 6နဲ့4နဲ့ပေါင်းတော့ 3ညရတယ်3ညရနှစ်ခတ်ကခွန်3ညရပါဝါ9 3ညခွန်9ဆိုတော့ကီ3လုံးဒီပြင်မှာထွက်ထွက်ပါမယ်တကယ်အဲ့တော့ကျွန်တော်တို့ဘာထွက်သွားသလဲကြည့်ရအောင်နှစ်3ညရနှစ်3ညမှာ3ညတလုံးထိပြီးအောင်ခဲ့ပါတယ်ခွန်3ခွန်3နဲ့ခွန်3မှာလည်းခွန်တလုံးထိပြီးတော့ညာအောင်မနဲ့ကောထပ်အောင်မြင်ပါတယ်ဗျကဲနောက်တစ်ပြောင်းတွက်ပါမယ်6162 6162 6162ခွန်6162ခွန် ကိုရှိတစ်သုံးဆိုပြဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ကိုရဲ့နှစ်ကပေါင်းတော့တတနဲ့သုံးနဲ့ပေါင်းတော့၄၄ရဲ့နှစ်ခက်ကနှစ်၄ရဲ့ပါဝါ9နှစ်လေးနှစ်ကိုဆိုတဲ့ကီသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဗာထွက်သွားတယ်ဆိုတဲ့ခါကျတော့နှစ်သုံးနဲ့ဟောနှစ်သုံးမှာနှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်6သုံးနဲ့6သုံးမှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျเนาะ ကဲနောက်တစ်ပြင်တွက်ပါမယ်နောက်တစ်ပြင်ဆိုတော့တောက်ကြနေအတွက်ပေါ့နော်ခွန်9 3 6ခွန်9 3 6 3968 3968ခွန်လေး395ခွန်လေး395ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ခွန်နဲ့3ညနဲ့ပေါင်းတော့ခွန်ခွန်နဲ့9နဲ့ပေါင်းတော့2တဲ့2 2ရဲ့နှစ်ခက်က4 2ရဲ့ပါဝါခွန်2 4ခွန်ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာ ထွက်သွားမလဲဘယ်လိုတွေထွက်သွားမလဲဆိုတာတော့ကျွန်တော်တို့မနေ့ကဟောအောင်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ key take အနေနဲ့ကျွန်တော်တို့တွက်လိုက်ရအောင် key take ကတော့ဒီကနေ့မှာကျွန်တော်တို့ key အနေနဲ့ပဲထွက်သွားရပေါ့နော်အဲ့တော့ဟော key take key take key take ကဒီကနေ့ကျွန်တော်တို့ key take ကဘာရတယ်လဲဆိုတဲ့အခါကျတော့၄၉၆ပါတဲ့နော်ခုန key ရိုးရိုးက နှစ်လေးခွန်နဲ့နှစ်လေးခွန်အဲ့တော့ကျွန်တော်တို့ဒါရီယာတူညီနေပါတယ်နော်တူညီနေတဲ့အတွက်ကျွန်တော်တို့လေးရဆွဲသွားမလားခွန်အားဆိုဟိုလေးရပဲဘိုင်းနေနဲ့ဆွဲမလားတော့မသိဘူးပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ဘရိတ်လိုင်းလေးနဲ့ပဲကျွန်တော်စဉ်းစားမယ်ဗျာနော်ဘရိတ်လိုင်းကမနေ့ကဘရိတ်အတွက်ကဘာရှိတလဲဆိုလို့ရှိရင်ကွထားစားရောက်ပြောက် ။အော်ကျွန်တော်တို့မနေ့က break က break ကကျွန်တော်တို့9ခွန်4နေတဲ့အဲ့မှာကျွန်တော်တို့9ခွန်ဒီ main break ဖြစ်ပါတယ်တဲ့။အဲ့တော့ကျွန်တော်ကဒီတိုင်းလေးပဲကတ်မယ်ဗျเนาะဒီတိုင်းလေးပဲကတ်မယ်ဆိုတော့နားလေးပါဗျ။ ဲ့တော့ကျွန်တော်တို့ဒီပရိတ်နဲ့ထိတ်နေပဲကတ်လိုက်မယ်ဗျာနော်ဘာလို့လဲကျွန်တော်တူနေတဲ့ခါကျကတ်ရတာနော်တမန်လေးခွန်းတို့ဟိုကဘာလို့ကပြန်ပါမှာနော်လေးဆိုပါဆိုအဲ့ဒါမကတ်တော့ပဲနဲ့ကျွန်တော်ကဒီထိတ်ကြီးထိတ်နဲ့ကျွန်တော်တို့ပရိတ်နဲ့ပဲကတ်ကစားမယ်နော်အဲ့တော့လေးကိုကိုဖြစ်အောင်၄၅လေးခွန်ဖြစ်အောင်ခွန်ဖြစ်အောင်၄၃လေးကိုလေးဖြစ်အောင်၄၃ညလေးကိုလေးဖြစ်အောင်၄၃ညလေးကိုနိပရိတ်ဖြစ်အောင်၄၈၄၈ ကိုကိုပြိဖြစ်အောင်90ကိုကိုပြိဖြစ်အောင်90ကိုကိုပြိဖြစ်အောင်98 98ကိုလေးပြိဖြစ်အောင်95 95ကိုနှစ်ပြိဖြစ်အောင်93နော်အောက်မှာဆက်ရေးလိုက်မယ်နော်နောက်တစ်ခါ69ကိုကိုပြိဖြစ်အောင်63 69ကိုကိုပြိဖြစ်အောင်61 69လေးပြိဖြစ်အောင်68ချောက်ကိုနှစ်ပြည့်ဖြစ်အောင်66ဆိုဒီလိုမျိုးလာမယ်เนาะအဲ့တော့လာမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့က ဲ့မှာကျွန်တော်တို့ main brake ကလေးတွေရွေးလိုက်မယ် main brake ကလေးကဒီမှာ main brake နော်၄၅၄၇၄၃အဲ့ကလေ၅လေ၃လေကုန်ရစိတ်ကဆိုရယ်နောက်တကား၉၃ည၉ရှစ်နောက်တကား၆၃၆တိနော်ဒါက main brake နဲ့ထိတာကဒီ၆ွက်ဒီ၆ွက်မှာကျွန်တော်မနေ့ကမှပြောဘူးရယ်နော်ကျွန်တော်ဟိုဟိုဟာ ဝိုင်းကြိမ်အတွက်နေစမ်းထားတယ်ဆိုတော့အဲ့ဒါမနေ့ကကျွန်တော်နှစ်ခွန်လို့ပြောခဲ့တယ်နော်အောင်းသွားတယ်နော်ကျွန်တော်ဟိုကလေးခွန်မှနှစ်ခွန်နဲ့အောင်းသွားအခုဒီကနေ့ကျွန်တော်တို့အဲ့ဝိုင်းကြိမ်ကိုဆက်ပြီးစမ်းသပ်တဲ့အခါမှာအခုတိုင်းဆိုကျွန်တော်တင်ကွက်မရှိဘူးတင်ကွက်မရှိတဲ့အခါကျွန်တော်တင်ကွက်ကလေးနဲ့နည်းနည်းထပ်ထုတ်မှကပါလဲဆိုတော့ကျွန်တော်တို့မနေ့ဖက်ကကို1.3ဆိုတဲ့ဝိုင်းကြိမ်လေးရရှိထားရပြနော်ဒါပေမဲ့ဆက်ပြီးမှန်မှန်တော့ကျွန်တော်မသိသေးဘူးစမ်းသပ်နေရနော်ကျွန်တော်အဲ့ဒါဟိုကမဖြစ်သေးလို့ ထုတ်မပြသေးတယ်ဒါပေမဲ့အခုကျွန်တော်စမ်းသပ်သမားတော့တပတ်လုံးလုံးမပြတ်သေးဘူးဗျเนาะအဲ့တော့အဲ့ဒါက2 3 2 3ဆိုတော့ကျွန်တော်2 3နဲ့ပတ်သက်တာလေးတွေကျွန်တော်ဒီမှာလိုက်ကြည့်တိုင်းမယ်ဆိုရင်ဘာရှိမလဲဆိုရင်2 3နဲ့ပတ်သက်တာက4 3เนาะ4 3ရယ်မင်းပရိတ်ထီတာเนาะ6 3ရယ်ပေါ့เนาะမင်းပရိတ်ထီဒါပေမဲ့6 3ကတော့ဇက်တက်ကြီးထွက်နေတဲ့အတွက်ကျွန်တော်6 3တော့တိတ်မကြိုက်တော့ဘူးเนาะဒါအဲ့တော့6 3ကျွန်တော်ပယ်ထားလိုက်ပေါ့เนาะထည့်ခြင်းနဲ့ထည့်ပေါ့ ထားလိုက်ပါတော့63အဲ့ဒီမှာကျွန်တော်တို့ဟိုတန်းကလုံးဝမဖြစ်သေးတဲ့ဟိုမထွက်သေးဘူးအဲ့ဒီမှာတန်းနဲ့ပတ်သက်တာဆိုရင်6ရှိရှိအဲ့တော့6ရှိ6ရှိဒီ63ကတော့ကျွန်တော်ထားလိုက်တော့เนาะအဲ့တော့ကျွန်တော်4 3နဲ့6ရှိပဲကျွန်တော်ကတော့မနေ့ဖက်ကအတွက်အကြိုက်ရှိတယ် နော်၄၃နဲ့၉ရှိအဲ့မှာကျွန်တော်တို့ဒီကောင်ဖက်ဖြတ်လိုက်မယ်ဗျာနော်ဒါရတော့မကြိုက်ဘူးမဖြတ်တော့ဖြတ်ပုံဖြတ်ရင်ရုပ်ပြက်လို့နော်၄၃နဲ့၉ရှိအဲ့နှစ်ကွက်ကိုကျွန်တော်အကြိုက်ရှိပါတယ်အမျိုးတို့အနေနဲ့လည်းအကြိုက်တွင်နဲ့ယူပါအဲ့မှာကျွန်တော်တို့ပြန်ပြီးတော့ပြောမယ်ဆိုရင်၄၃ကပို့ပြီးအားတာမယ်ဘာဖြစ်လို့ကီးနဲ့လည်းညီတယ်ထိတ်နဲ့လည်းညီတယ်နော်၄၃ကပို့ပြီးကျွန်တော်တို့အားတာတာကိုကျွန်တော်တို့တွေ့ရတယ်နော်အဲ့တော့မျိုးတို့အနေနဲ့လည်းအကြိုက်တွင်ရင်တော့ယူပေါ့နော်အကြိုက်မတွင်တော့မယူပါနဲ့ကဲဒီကနေ့တော့ကျွန်တော်ဒီလောက်ပဲဖြစ်ပါတယ် ဲနောက်ဆုံးပိတ်အားလုံးအိတ်နဲ့လွယ်ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုဒီမှာနေမယ်ကျွန်တော်အဆုံးတက်လိုက်ပါတယ်နောက်တစ်ခုကျွန်တော်ပြောချင်တာကဗိုက်ပါမှာကျွန်တော်တို့ယူတဲ့လူတွေဒီတက်မှာဝင်ကြီးကြမှာပဲเนาะကျွန်တော်ဟိုလောဘကြီးလာတာတော့မဟုတ်ပါဘူးကျွန်တော်ကစက်မိုင်မကောင်းမကောင်းတဲ့ခါကျတော့ကျွန်တော်မှာတယောက်ပေါ့เนาะအဲ့ဗိုက်ပါမှာတယောက်ကိုကျွန်တော်တစ်ခါကျတော့နေတော်တော်မကောင်းတာကိုကျွန်တော်ပို့ရမှာပြက်ကွက်မှာဆိုရတဲ့အတွက် ကျွန်တော်တယောက်ကိုခေါ်ရတယ်ပေါ့နော်ခေါ်တဲ့အခါကျတူလည်းကျွန်တော်မုံဘိုးလေးပေးရတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကျွန်တော်ခါတိုင်းကတော့ကျွန်တော်9000တောင်နဲ့လှုပ်လှုပ်ပေးနေတယ်เนาะအခုကတော့ကျွန်တော်1000တောင်နဲ့လှုပ်လှုပ်ပေးသွားမှာပါเนาะအားလုံးဟိုလော့ပတ်ကြီးပြီးတော့ကျေးပြင်တာတော့မဟုတ်ပါဘူးเนาะအဲအရင်တော့ကျွန်တော်တပတ်လုံးမှာဟိုတပတ်စာပတ်တိကတ်ယူရတူတွေ9000လုံးကျွန်တော်ယူခဲ့တယ်နောက်တစ်ခါကျွန်တော်တို့ဇာတို့ပတ်တိသမားတွေဒါကျွန်တော်1000ယူတာအခုကတော့အားလုံးတပေါင်းနဲ့ပဲကျွန်တော်လှုပ်လှုပ်ပေးသွားမယ်เนาะဘာလို့လဲခရီးတဲ့ကျွန်တော်မုံမိုးပေးရအောင်ပါဘူးကျွန်တော်လည်း ပြန်မိုင်းမကောင်းတော့ကစေကူပါကုန်တယ်တခါသူဒီကြားထဲဟိုမုံဘိုးပေးနေဆိုတော့ခမရတို့ပေးတာလေဝင်ကြီးလေးတွေကကျွန်တော်တခါဒီကျွန်တော်တို့ချိန်မှတော့ကြားမှမကြံခဲ့ဘူးပေါ့နော်ကြံတာမကြံတာသာသာပါအားလုံးညီမျှပါအောင်မျှတပါအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့တသောင်းလုံးသတ်မှတ်မှာပါနော်ဝင်ကြီးရဲ့လူနဲ့ရှိမှာပါနော်တကယ်လို့ထပ်ပြီးအစ်စ်ဝင်ရင်းတဲ့လူတွေကကျွန်တော်ဘိုက်ဘာမှာဗားရီပေးတယ်ဆိုရင်ကျွန်တော်တို့တပတ်စာပတ်တိကတ်ဆိုရင်ကျွန်တော်တို့ ဟိုမွေးပရိတ်တွေပါတယ်နောက်ပြီးတော့ကျွန်တော်တို့အင်္ဂါမကျော်ပတ်တိပါမယ်ဗုဒ္ဓမကျော်ပတ်တိပါမယ်မပြောက်ပတ်တိပါမယ်တပတ်စာပတ်တိပါမယ်ပေါ့နော်အဲ့ဒါလေးတွေအပြင်ကိုကျွန်တော်နေတိုင်းနေတိုင်းဒီမှာကျွန်တော်လုံးမပေးနိုင်ဘူးမြေမှာဟိုမှာတော့ကျွန်တော်ထိတ်ခဲ့ပရိတ်ခဲ့ဟိုတော့နေတိုင်းတင်ပေးတယ်ပေါ့နော်အဲ့လိုတကောကျွန်တော်တရားကူညီတောင်းရပါတယ်ဗျာနော်အဲ့အဲ့ဒါကြောင့်ဟာလာနောက်တစ်ခါကျွန်တော်ဇာတို့ပတ်တိဇာတို့ပတ်တိယူခြင်းနဲ့လူရတော့ဇာတို့ကတလုံးနဲ့ပေါ့နော် သူကတော့တပွဲအောင်ကိုကျွန်တော်တသားဟိုတော့နော်တိပါနော်စာတို့ပတ်တီယူနီရဲ့လူတွေအကုန်တိပါတယ်တကယ်လို့ကျွန်တော်ကိုအဲဒါမဲ့ပတ်မှာစိတ်ဝင်စားလို့ Viber မှာလာခြင်းလေဆိုရင်ကျွန်တော် Viber ဖုန်းနံပါတ်က39 26 16 3289မှာတဲ့နော်ကျွန်တော်ဒီမှာထည့်မရေးရကျွန်တော် copyright ညီးလို့ပါနော်ဗမာဖုန်းနံပါတ်ဒီထည့်တဲ့ရတယ်အဲ့တော့နှစ်ထပ်ပြီးရွတ်ပြမယ်နော်39 26 16 3289မှာတဲ့နော်အားလုံးအောင်မြင်ကြပါစေလို့ဆုတောင်းပေး 送得礼们吧呀。